thank uh you -huh. င်္ဂလာပါရှင်ခစ်တင်ニュースကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်နေပြည်တော်နီးမှာဒီကနေ့မနက်ပိုင်းငလင်လောက်ကတ်မှုပြည်သူများသိသာစွာခံစားနေရပြီးနေအိမ်ပေါ်မှာပြေးဆင်းရတဲ့အကြောင်းတင်ဆက်ပေးပါမယ်နေပြည်တော်နီးမှာဒီကနေ့မနက်ပိုင်းငလင်လောက်ကတ်မှုပြည်သူများသိသာစွာခံစားရပြီးနေအိမ်ပေါ်မှာပြေးဆင်းရကြောင်းနေပြည်တော်မှာဝန်ထမ်းအတိုင်းဝိုင်းကပြောပါရယ်ဒီကနေ့မနက်၈ :17 မိနစ်ချိန်နေပြည်တော်ပြင်မနာနဲ့ပတ်ဝန်းကျင်ဒေသတွေမှာငလင်သိသာစွာလောက်ကတ်သွားကြောင်းနေအိမ်များရှိန်ထိုးသွားပြီးငလင်လောက်ကတ်ချင်းမြေကြီးလှုပ်ရှားတဲ့ခြေလောင်းနဲ့အတန်ကိုပါကြားရကြ ကြောင်းနေပြည်တော်ရွှေကြပင်ရက်ကွက်မှာနေထိုင်သူတအုပ်ကဆိုပါတယ် ပြင်းအားလေးလောက်တော့ရှိမယ်ထင်တယ်တော်တော်တိတိတတ်တာလှုပ်တာလူတွေလည်းအကုန်ပြေးထွက်လာတာကိုတင်မဟုတ်ဘူးကိုရက်ကွက်ထဲကလူတိုင်းပြေးထွက်လာရတာလှုပ်တဲ့အချိန်တော့တိုးတယ်ဒါပေမဲ့လှုပ်သွားတာကျန်တယ်လို့၎င်းကဆိုပါတယ်ဇွန်လ၄ရက်နေ့မြန်မာစံတော်ချိန်နေ့လည်း12:46မိနစ်ကလည်းရှမ်းပြည်နယ်တောင်ပိုင်းအောင်ပန်းမြို့နေမြေအောင်နဲ့3ကီလိုမီတာကိုပဟုပြုပြီးရစ်တာစကေ၄.၅ဆင့်ရှိငလင်းလှုပ်ခတ်သွားတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကသတင်းထုတ်ပြန်ထားပါတယ်နောက်ထပ်တစ်ပုတ်အနေနဲ့ဘုံကြီးကျောင်းနဲ့တိလားရှင်ကျောင်းနေမှာလိုင်စင်မဲ့ကားနဲ့ဆိုင်ကင်များလက်ခံမထားဖို့ သာသနာအမှတ်တဆိုင်နယ်လိုင်စင်မဲ့ကားနယ်ဆိုင်ကမြမစီးနှင်းပေါ်ပြည်နယ်တိုင်းတန်ခါနာယကဖွဲ့တွေကညွှန်ကြားချက်ထုတ်ပြန်နေကြောင်းတင်ဆက်ပေးပါမယ်။အကြံဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်ရဲ့ညွှန်ကြားချက်အရဖုန်ကြီးကျောင်းနဲ့တီလာရှင်ကျောင်းတွေမှာလိုင်စင်မဲ့ကားနယ်ဆိုင်ကမြလက်ခံမထားပေါ်သာသနာအမှတ်တဆိုင်နယ်လိုင်စင်မဲ့ကားနယ်ဆိုင်ကမြမစီးနှင်းပေါ်ပြည်နယ်တိုင်းတန်ခါနာယကဖွဲ့တွေကညွှန်ကြားချက်ထုတ်ပြန်လာကြောင်းသိရပါရယ်။စွန်လတရနေ့ကစတင်ပြီးမင်းအောင်လိုင်ရဲ့ညွှန်ကြားချက်အရစစ်ကောင်စင်ကလိုင်စင်မဲ့ကားတွေနဲ့လိုင်စင်မဲ့ဆိုင်ကမြကိုစီမံချက်နဲ့ဖမ်းဆီးလာကြောင်းအဲ့ဒီလိုဖမ်းဆီးရ ရာမာလိုင်းစင်မဲ့ကားရီနဲ့ဆိုင်ကယ်ရီကိုဖုံကြီးကျောင်းတွေမှာရန်နာလာတဲ့အတွက်ပြည်နယ်တိုင်းစစ်ကောင်စီများကတိုင်းပြည်နယ်ခရိုင်နဲ့ပြည်နယ်တန်ကနာယကဖွဲ့ရီထံကိုလိုင်းစင်မဲ့ကားရီနဲ့ဆိုင်ကယ်များကိုဖုံကြီးကျောင်းများနဲ့တီလာရှင်ကျောင်းတွေမှာလက်ခံခြင်းမပြုဖို့ရှောက်ထားလာကြောင်းသိရပါတယ်။ ဒါအပြင်ဘုံကြီးကျောင်းများနဲ့သီလရှင်ကျောင်းများမှာသာသနာမတ်တစိ RLG နဲ့လိုင်စင်မဲ့ဆိုင်ကယ်များကားများကိုစီးနှင်းခြင်းမပြုဖို့တိုင်းကနိုင်ငံကဖွဲ့တွေကညွှန်ကြားလာကြောင်းလက်ရှိမှာစစ်ကောင်စီကသာသနာမတ်တစိလိုင်စင်မဲ့ကားများကိုပါဖမ်းဆီးလျက်ရှိကြောင်းသိရပါတယ်။ဒါအပြင်ကရင်ပြည်နယ်မွန်ပြည်နယ်မှာစစ်ကောင်စီကလိုင်စင်မဲ့ကားတွေနဲ့ဆိုင်ကယ်တွေကိုဖမ်းဆီးနေတော့လဲစစ်ကောင်စီလက်အောက်ခံနေကြဆောင်တပ်ဖွဲ့များပြည်သူစစ်များနဲ့စစ်တပ်ရဲဌာနဆိုင်ရာဝန်ထမ်းများကဌာနလက်မှတ်များနဲ့စီးနှင်းနေတဲ့လိုင်စင်မဲ့ကားတွေကိုဖမ်းဆီးခြင်းမပြုကြောင်းသိရပါတယ်။ ဖမ်းမြို့နယ်ထဲမှာတော့ BGF တွေကလိုင်စင်မဲ့ကားတွေစီးနင်းနေကြတာပဲတပ်နယ်ရဲကဖမ်းတာလည်းမဖမ်းဘူးပြည်သူတွေကိုသာဖမ်းနေတာဌာနဆိုင်ရာတွေကလည်းလိုင်စင်မဲ့ဆိုင်ကယ်တွေစီးနင်းနေကြတာပဲဘယ်သူမှမဖမ်းပါဘူးဆိုင်ကယ်ရောင်းဆိုင်တွေကလည်းရောင်းနေတော့မယ်လို့ဖမ်းမြို့မှာပြည်သူတအုပ်ကရှင်းပြပါတယ်မွန်ပြည်နယ်မော်လမြိုင်မြို့မှာတော့ဌာနဆိုင်ရာများအနေနဲ့အခုစီမံချက်တလတာကာလအတွင်းလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေကိုတင်ဆက်ထားပြီးစီးနင်းခြင်းမပြုကြဘူးသက်ဆိုင်ရာတပ်နယ်ရဲတွေကဝန်ထမ်းတွေကိုအသိပေးထားကြောင်းတင်ဆက်ထားတဲ့လိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေကိုဝန်ထမ်းများနဲ့ပတ်သက်ပါက ဖမ်းဆီးမှာမဟုတ်လို့အတိပေးထားကြောင်းသိရတယ်လို့သတင်းမှဖော်ပြပါရှိပါရရှင်။ drone ဒါမှမဟုတ်ခေတ်သစ်စစ်ပွဲတွေရဲ့အဓိကလက်နက်တစ်ခုဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။လက်ရှိမှာဖြစ်ပွားနေတဲ့ခေတ်သစ်စစ်ပွဲတွေမှာငွေကြေးကုန်ကျမှုများတဲ့တိုက်လေယာဉ်တွေအခန်းကဏ္ဍကအရေးပါနေစေဖြစ်ပေမယ့်ငွေကြေးကုန်ကျသက်သာပြီးကင်တွေရတာလွယ်ကူတဲ့ FPP drone တွေရဲ့ကဏ္ဍကလည်းအလွန်အရေးပါလာပြီးအထူးသဖြင့်ပဋိပက္ခဖြစ်ရာဒေသတွေမှာအပြိုင်ဆိုင်အသုံးပြုလာကြပြီးပဲဖြစ်ပါတယ်။ FPP drone တွေကငှက်ကင်မရရင်တောင်ငှက်တိုက်တွေကိုဖြိုနိုင်နေဆိုတာ FPP drone တွေကိုအသုံးပြုပြီးယူကရိန်းကရုရှားကိုတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ကမီးမောင်းထိုးပြနေပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကယူကရိန်းကရုရှားရဲ့မဟာဗျူဟာပုံကျဲလင်းရဲ့ပါဝင်လင်းရင်40ဒဇင်ကိုဖျက်ဆီးနိုင်ခဲ့တယ်လို့နိုင်ငံတကာသတင်းတွေကဖော်ပြနေပါတယ်ပစ္စည်းမှုတွေထဲမှာရုရှားရဲ့ပြူဟာမြောင်စစ်လင်ရင်တွေဖြစ်တဲ့ TU95 TU M ဘုံးကျဲလီယင်တွေနဲ့ M50 ထောင်လိုင်းရင်းလီယင်တွေပါဝင်ပြီးရုရှားအနေနဲ့ဒေါ်လာ9ဘီလီယံရူရို6.1ဘီလီယံကန်ဆုံးရှုံးခဲ့ရတယ်လို့ဆိုကြပါတယ်။ယူကရိန်းသမ္မတဇယ်လန်စကီကတော့ဒီစစ်စင်ရေးကိုအချိန်တစ်နှစ်ခွဲခန့်ကြိုတင်ပြင်ဆင်ခဲ့ရတာဖြစ်တယ်လို့ထုတ်ပေါ်ပြောဆိုထားပါတယ်။ယူကရိန်းစစ်တပ်ကနိုင်ငံတွင်းလီယင်ကွင်းတွေမှာ FPV ဒရုန်းတွေကိုညံ့ရီတူ AI စနစ်ထည့်သွင်းလေ့ကျင့်ခဲ့ပြီးလက်တွေ့စစ်မြေပြင်မှာအစိုးရဒရုန်းတွေကိုပြစ်မှတ်တွေစီအချိန်နဲ့အသေးခံတိုက်ပင်ထိုးတိုက်ခိုက်ဖျက်ဆီးစေခဲ့တာဖြစ်တယ်လို့ယူကရိန်းမီဒီယာတွေကဆိုပါတ ေဒရုန်းတွေကိုတစ်သားကွန်တိန်နာတွေနဲ့ထည့်သွင်းကပြတ်မှတ်ဒီအနီးတီကုန်ကားတွေကိုမောင်းနှင်စေခဲ့ပြီးမှတိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက်ရုရှားရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်အလုံးမဖြစ်တော့ဘူးလို့ဆိုကြပါတယ် FPP ဆိုတာ First Person View လို့ဆိုလိုတာဖြစ်ပြီး smartphone tablet တွေနဲ့ screen ကိုမြင်ကွင်းတွေကိုမြင်ရတာမျိုးမဟုတ်ပဲ FPP Google တွေတက်စင်ပြီး drone နဲ့ဝင်ထိုင်နေရတယ်လို့မျိုးမြင်ရတယ်လို့မြင်ရတာကို First Person View လို့ခေါ်တာဖြစ်တယ် ။လွန်ခဲ့တဲ့နှစ်တွေမှာတော့ drone ဝါသနာရှင်တွေက FPV drone တွေကိုအပျော်ရမ်း drone ပြန်ပွဲတွေမှာအသုံးပြုခဲ့ကြပြီးကင်မရာတွေနဲ့ drone ပညာတိုးတက်လာတဲ့အခါမှာတော့ရှိုက်ကူးကြီးတွေမှာပါ FPV drone တွေကိုသုံးလာခဲ့တာဖြစ်ပါတယ်။တမန်ရိုးကြ drone နဲ့မတူတဲ့ FPV drone တွေရဲ့အသာချက်တွေကတော့ပြန်တမ်းရလွယ်ကူအောင်အန္တရာယ်ကင်းအောင်ထိန်းထားတဲ့စနစ်တွေကိုပိတ်ထားပြီးမောင်းနေသူက drone ကိုစိတ်ကြိုက်ထိန်းချုပ်လို့ရတာကြောင့်အရေးပေါ်အခြေအနေတွေမှာအချိန်နဲ့ရုပ်တရက် ၊ကွေတာ၊ဂျွန်းတိုးတာမျိုးတွေကိုလှုပ်ဆောင်လို့ရတာပဲဖြစ်ပါတယ်။ FPV drone တစ်စင်းကိုကျွမ်းကျွမ်းချင်းချင်းမောင်းနေနိုင်ဖို့ဆိုရင်လေးချင်းချင်းဟာလားနဲ့ချီပြီးလိုအပ်မှာဖြစ်ပါတယ်။လက်ရှိအချိန်မှာငွေကုန်ကြီးကြများပြီးဝယ်ယူရခက်ခဲတဲ့လင်းရင်ပြက်လက်နက်တွေထပ်ဆိုင် FPV drone တွေကိုဘယ်လိုအကျိုးရှိရှိအသုံးချမလဲဆိုတာလေ့လာပြင်ဆင်နေကြောင်း တော်လိုင်းအဖွဲ့ချုပ်ကဆိုပါတယ် FPV drone တွေကဒဇင်းကိုဒေါ်လာ900တထောင်လောက်နဲ့စတင်ဝယ်ယူနိုင်တာကြောင့်ဈေးတက်တာတယ်ပြောနိုင်တယ်ပြည်မှတ်တွေကိုတိတိကျကျတိုက်ခိုက်နိုင်တယ်ဒါကြောင့်ခုဆိုရင်စစ်ပွဲအတွင်းထိခိုက်ပျက်စီးမှုတော်တော်များများက FPV drone တွေကြောင့်ဖြစ်လာတယ် FPV drone တွေပြည်မှတ်ထားတာမှာခြေလင်းစစ်တီတန်ချက်ကရင်ဘန်ကာလီကျောင်းကာကွယ်စနစ်တွေသာမကအချင်းချင်း အနိုင်ပြန်တန်းရဟန်းရင်ဤထိပါဝင်နေပါတယ်အားနည်းချက်တချို့ရှိပေမဲ့ဒေါ်လာ900တထောင်လောက်သုံးပြီးတင်းဖြတ်ပဲ့ထိန်ဒုံးကြီးရီလို့စွမ်းအင်မျိုးရနိုင်တာကြောင့်အင်မတန်အသုံးဝင်တဲ့လက်နက်စစ်တစ်ခုစနစ်တစ်ခုဖြစ်လာနိုင်ပါတယ်လို့စစ်ကောင်စီထံကနေသိမ်းပိုင်ရရှိတဲ့လက်နက်တွေရဲ့အသုံးဝင်ပုံနဲ့ဆက်ဆက်တဲ့အကြောင်းအရာတွေကိုမျှဝေနေရှိတဲ့ Technical Reporter 2.0က FVB ဒုံးရဲ့အသုံးဝင်ပုံတွေကိုသတင်းဌာနကိုပြောပါတယ် အခုဆိုရင်တော့ရုရှားယူကရိန်းစစ်ပွဲတင်မကပဲမြန်မာနိုင်ငံကတော်လိုင်းတပ်ဖွဲ့တွေနဲ့စစ်ကောင်စီကြားတိုက်ပွဲတွေမှာလည်းနှစ်ဖက်စလုံးက FPV ဒရုန်းတွေကိုတွင်တွင်ကြဲကြဲအသုံးပြုလာမယ်လို့ခန့်မှန်းမှုတွေလည်းရှိလာပါတယ်။2019စစ်စင်ရင်မှာဒရုန်းတံကိုအလူးလဲခံခဲ့ရတဲ့စစ်ကောင်စီကလည်းသူတို့ရဲ့ဒရုန်းစွမ်းရည်မြင့်တင်လာတာကိုရှေ့နှန်းစစ်မြေပြင်တွေမှာတွေ့မြင်လာတာမို့တော်လိုင်းဖွဲ့တွေအနေနဲ့လည်း FPV ဒရုန်းနဲ့ဒရုန်းနည်းပညာတွေကိုပို့ပြီးအားစိုက်တင်တယ်လို့ပညာရှင်တချို့ကအကြံပြုပါတယ်။ Technical Reporter 2.0ကဆက်လက်ပြီးတော်လိုင်းဒရုန်းတွေမှာလည်းတိတ်အများကြီးတော့မဟုတ်သေးဘူး။ FPV drone သုံးနာရီရှိပြီးသားပါဒါပေမဲ့သုံးတဲ့ဖြစ်စဉ်တွေကိုလူလူကိုချပြလို့မရသေးတဲ့သဘောမျိုးတွေ့ရမှာပါ online ပေါ်ပြန့်နှံ့လာတဲ့ video ကလေးအရာဗမာမှာပြတ်ကျသွားတဲ့စာကစား MI7T ရဟန်းရင်ဆိုရင် KIA ပူပေါင်းတပ်ဖွဲ့ဝင်တွေက FPV drone အသုံးပြုပြီးတိုက်ခိုက်ခဲ့တာလို့ပြောလို့ရပါတယ် FPV drone အတွက်လိုအပ်တဲ့ပစ္စည်းတွေကတာမန်အရက်သားဝယ်လို့ရတဲ့ပစ္စည်းတွေဖြစ်ပြီးမယ်ငွေကြေးအခက်ခဲရှိတဲ့မြန်မာပြည်ကတော်လိုင်းဖွဲ့တွေအတွက်ကတော့ဈေးကြီးနေဦးမှာပါဒီလိုဈေးကြီးနေတဲ့အတိုင်း FPV drone တွေဆိုတာတော်လိုင်းဖွဲ့တွေအားဆိုင်တဲ့ကဏ္ဍတစ်ခုလို့မြင်ပါတယ် NUG နေနဲ့လည်းကန့်သက်ချက်တွေများတဲ့လင်းရင်ပစ်ဆိုတာတက် FPV drone တို့သုံးနိုင်ဖို့ပုံမအားဆိုင်တဲ့လို့အကြံပြုပြောဆိုပါရယ် FPV drone တွေဟာအညာမှာပုံကျဲနေတဲ့စက်တက်လေရီလေးကိုတာမကစစ်ကောင်စီရဲ့ဘန်ကာရီတန်ချက်ကရှင်တွေထိပါထိထိရောက်ရောက်တံပြန်တိုက်ခိုက်နိုင်စွမ်းရှိတာဖြစ်ပါရ တယ်။ဒါမှန် FPV drone တွေပြင်စစ်ကောင်စီရဲ့ဂျမားတွေကိုဖျက်ဆီးပြီးတမန်ယူကြ drone တွေဝင်လာနိုင်အောင်လမ်းကြောင်းဖွင့်ပြီးတဲ့နေရာမှာ fiber optic FPV drone တွေကိုအနာဂတ်မှာအသုံးပြုလာနိုင်တယ်လို့ဆိုပါတယ်။ လင်းရင်ပြစ်တယ်ဆိုတာကနိုင်ငံပေါင်းစုံကထိန်းချုပ်ထားတဲ့စစ်လက်နက်ပစ္စည်းဖြစ်တာကြောင့်ရရှိဖို့မလွယ်ကူနိုင်ပါဘူး။ရမယ်ဆိုရင်လည်းတိုက်ပွဲချိန်ခွင့်ရှာကိုပြောင်းပေးနိုင်လာအောင်လုံလောက်တဲ့အရေးအတွက်မရနိုင်တာသိကြပါရယ်။ဒါကြောင့် drone ပညာကိုပို့ပြီးအားစိုက်တင်တယ်လို့မြင်ကြောင်းဆိုပါရယ်။အထို့အပြင်ခစ်သစ်စပွဲတွေမှာ FPV drone တွေကအရေးပါတဲ့နေရာကိုတိုးဝင်နေတာဟာအသေးချာပဲဖြစ်ပါရယ်။တော်လိုင်းအဖွဲ့တစ်ခုရဲ့ drone တပ်ဖွဲ့ဝင်တစ်ယောက်ကတော့သူတို့ရဲ့စစ်ကောင်စီတပ်အကြား drone ပြန်ဆိုင်မှုပုံမမြင့်တက်လာနိုင်ပြီးမယ်စိတ်အားထက်သန်ပြီးတော်လန်လူငယ်တယောက်အနေနဲ့ငှက်ကင်ကိုမရရင်ငှက် ိုက်ကိုတော့ရအောင်ဖြုတ်ဖြတ်သွားမယ်လို့ပြောဆိုခဲ့တာဖြစ်ပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့တောင်ကြီးရင်ထိန်ဒုတိယရေမှုနဲ့ရွှေတောင်အုပ်ချုပ်ရေးပေါင်းပြီးငွေညစ်နေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တောင်ကြီးမြို့တက်တော်ရရှိရှမ်းတောင်အမှတ်ဆက်ရှင်ရင်ထိန်ဒုတိယတပ်ခွဲမှုရုံမှ၃ပွင့်နဲ့ဒူရဲမှုစီသူကမြို့နယ်ပြူစောတိခေါင်းဆောင်ရွှေတောင်ရက်ကွက်အုပ်ချုပ်ရေးမှုဦးတန်းရွှေနဲ့ပူပေါင်းပြီးမွေးရစေတုံးဆွဲသူတွေနဲ့လိုင်းစင်မဲ့ရှင်တွေကိုဖမ်းဆီးပြီး၎င်းတို့စိတ်ကြိုက်တောင်းရတဲ့ငွေရမှသာပြန်လွတ်ပြေးကြောင်းတင်ရပါရစေ။